NLD ကို2015ကျမှရောက်တာ NLD ကတမန်ရောင်းလည်းမသိဘူးဒေါ်စုကတော့ကဘာသီးကိုထားတော့ဒါမဲ့ခေါင်းဆောင်တော်တော်များများဒီဝေတာပဲခံပြီးတော့ရုံးကံပြီးတော့စစ်စိုးရဲ့အပိနိတ်ခံပြီးလာတဲ့လူတွေဆိုတော့စကားပြောရင်စင်ငင်ပြောပါလို့ပြောခဲ့ဘူးတယ်ဒါမဲ့သူကလောကအခက်ကြီးတာမလို့အင်တာဗျူးလိုတိုင်းဦးမင်းထင်ကသူခေါ်ဆူတယ်ကိုကိုကြီးကကျွန်တော်လုပ်ပါတယ်ဆိုပြီးတော့လူသိချင်းသာဆွဆွဲဘူးတယ်ပြန်မဖြေပါဘူးဒါကိစ္စပြန်မဖြေပါဘူး သို့တော့ NLD ရဲ့ရေးကြီးတဲ့လုပ်ငန်းမှန်များဆိုတာဒေါန်စန်းစီရဲ့မူဝါဒအတိုင်းပဲဆိုတာသူတို့ကောင်းတော်ဘုံပေါ့စီးပွားရေးသမားဘဝကနေနိုင်ငံရေးကိုကာပါယူပြည်သူကိုလှည့်စားပြီးအမျက်ထုတ်ရှင်နဲ့တတ်တတ်ခံရဲ့ဘဝကတော့တမိုင်းတစ်ပတ်လည်ပြီးအဆုံးသက်လူနီးဖြစ်သွားပြီဖြစ်ပါတယ် ဆရာနာရှင်တွေဟာဒီမိုကရေစီဘတ်တော်သားတွေကိုသူ့လူကိုယ်ပတ်သားအဖြစ်အသုံးချတတ်တဲ့ထုံးစံရှိပါတယ်။ခု27အာနာသိမ့်မှုမှာလဲမင်းအွန်လိုင်းဟာတသက်ခိုင်ကို ကောင်းကောင်းအသုံးချခဲ့ပြီးအခုတော့အရေးကုံသွားတဲ့ကြံတရှောင်းလိုစွန့်ပစ်ဖို့လှုပ်လာပါပြီ။ တတခိုင်ဟာမင်းအောင်လိုင်အာနာသိမ့်ပြီးဆန္ဒပြပြည်သူတွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်နေခြင်းကျေးရွာတွေကိုမီးရှို့နေခြင်းမှာတောင်းပြုံပြုံကြီးနဲ့မင်းအောင်လိုင်ပေးတဲ့ထိုင်ကုန်ကိုယူပြီးဝန်ကြီးရာထူးတွေရယူခဲ့သူဖြစ်ပါတယ်ဒီမိုကရေစီဘတ်တော်သားအရေးရှုံးတတခိုင်က အာနာရှင်တွေရှေ့မှောက်ကိုဒူးထောက်ခဲ့ပါတယ် တသက်ခံရမကြားသေးခင်ကပဲအင်တာဗျူးတစ်ပုဒ်မှာအသက်80ကျော်အရွယ်ထောင်အကျဉ်းရှခံထားရတဲ့ဒေါန်ဆန်းစုကြည်ဟာနိုင်ငံရေးအကျဉ်းသားမဟုတ်ဘဲတာမန်ရာဇဝတ်သားတစ်ယောက်ဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ဒါဟာတသက်ဖို့တသက်ခံဟာသူမရဲ့ယွန်းစရာကောင်းတဲ့စိတ်ဓာတ်နဲ့အညို့အာဃာတကိုဖော်ပြခဲ့တာပဲဖြစ်ပါတယ်။တကယ်တော့တသက်ခံကလည်းတမိုင်းနဲ့လာသူဖြစ်ပါတယ်။ဒါပေမဲ့တခြား88နိုင်ငံရေးသမားတွေလိုအနစ်နာခံရဲ့အဆုံးရှုံးခံရတဲ့နိုင်ငံရေးသမားတစ်ယောက်လိုတမိုင်းမျိုးတော့မဟုတ်ပါဘူး။ ါဘူးမြန်မာဒီမိုကရေစီမိခင်ဒေါန်ဆန်းစုကြည်ကို ရှီယာတိုင်းရဲ့ပြန်လည်ဝေဖန်ကန့်လန့်တိုက်ရဲတဲ့သမိုင်းနဲ့လာသူပဲဖြစ်ပါတယ်2015ခုနှစ်လောက်ကမှ NLD ပါတီတဲ့ဝင်ရောက်လာခဲ့သူတသက်ခိုင်ဟာဒေါန်ဆန်းစုကြည်ဟာအလုပ်တွေကိုမနိုင်မနှင်းပဲဘောလုံးသမားတစ်ယောက်ကတကွင်းလုံးပတ်ကန်နေတယ်လို့လုံနေတယ်လို့ဝေဖန်ခဲ့သူဖြစ်ပါတယ်စစ်ဘိုလ်ချုပ်တွေအကြောင်းနိုင်ငံရေးသမားတွေအကြောင်းဥမရှိခအကုန်သိတဲ့ စကားကိုထည့်ပြောတတ်တဲ့ NLD ကောင်ဆောင်ဦးဝင်းထိန်ရဲ့တရှိန်က BBC နဲ့အင်တာဗျူးလေးတစ်ခုကိုအခုတက်တက်ခိုင်ခွေးကြကြသွားချိန်မှာအရသာရှိရှိပြန်လည်တင်ဆက်ပေးခြင်းပါတယ်။တကယ်တော့တရှိန်ကဉာဏ်ပညာအမျိုးအမြင်ရှိကြတဲ့ဒေါန်ဆန်းစုကြည်နဲ့ဦးဝင်းထိန်တို့ရဲ့ဆုံးဖြတ်ချက်တွေဟာမှန်ကန်ခဲ့ကြောင်းအခုတော့တစ်သက်ဖောက်တက်တက်ခိုင်ရဲ့သမိုင်းတစ်ပတ်လည်ခွေးကြကြသွားတဲ့ဖြစ်စဉ်ကတက်တည်ထူနေပါတယ်။ဒေါ်တက်တက်ခိုင်ဒေါ်တက်ခိုင်လည်းသူကလည်းပါလဲဆိုလို့ရှိရင် အင်တာဗျူးလုပ်တယ်တော်တော်မှပြောတယ်အဲ့ဒါကြီးကပါလဲဆိုဒေါ်စုကိုယူရပြီးတော့ဘလုံးနိုင်ငံတကာနိုင်ငံအုပ်ချုပ်တဲ့ခါမှာဘလုံးပစားလိုလဲပေါ့ဘလုံးကရင်တသိန်းလုံးညီညွတ်ကတက်ညီလက်ညီကမ္မရမှာအခုကတယောက်ထဲကတဝိုင်းတသိန်းလုံးတကွင်းလုံးဝင်ကန်တယ်ဆိုတာကိုပြောတော့ပါကျွန်တော်ခေါ်ပြီးတော့သူ့ကိုဆွေးနေရတာသူကသူ့ကိုသူဆွေးနေတဲ့ခါမှာသူကဆွေးနေတယ်လို့သူမထင်သူ့ကိုဆူတယ်လို့ထင်အဲ့တော့ခင်ဗျားအဲ့လိုပြောတာမသိတော့ဘူး NLD ကို2015ကျမှရောက်တာ NLD ကတမန်ရောင်းလည်းမသိဘူးဒေါ်စုကတော့ကဘာသီကိုထားတော့ဒါမဲ့ခေါင်းဆောင်တော်တော်များများဒူဝေတာပဲခံပြီးတော့ရုံးကံပြီးတော့စစ်စိုးရဲ့အပိနိတ်ခံပြီးလာတဲ့လူတွေဆိုတော့စကားပြောရင်စင်ညင်ပြောပါလို့ပြောခဲ့ဘူးတယ်ဒါမဲ့သူကလောကခဲ့ကြီးတာမလို့အင်တာဗျူးလုပ်တဲ့ဦးဝင်းထက်သူခေါ်ဆုတယ်ဦးဝင်းထက်သူခေါ်ဆုတယ်အဲ့တော့ဒါကတက်ဟိုဘောထင်ရှားဆုံးဥပမာတစ်ခုအဲ့တော့အဲ့လိုပုံကူတွေကရှိတယ်တိုင်နေပြီလေအသီးသီးမှလည်းရှိတယ် မြို့သားလွှတ်တော်ပြည်သူ့မှာလည်းရှိတယ်ဒါတွေစီးရင်ကျွန်တော်တို့ရှိပြီးသားအဲ့တော့အဲ့ဒီပုံကိုယ်တွေနဲ့ပတ်သက်ရင်ကျွန်တော်အများကြီးစဉ်းစားနေဆုံးဖျားတဆက်သေးမှာပဲတသက်ခိုင်နဲ့ဇရိုက်တူတမိုင်းတူအာနာရှင်လက်အောက်မှာဒူးထောက်ပြီးပြည်သူကိုမလိမ့်တစ်ဖက်လှုပ်ရှင်နဲ့ကိုကိုကြီးရဲ့တချိန်ကစိတ်ထားယုံညံ့မှုလေးတွေကိုလည်းဒဲသမားကြီးဦးဝင်းထိန်ကပြောသွားတာကိုဆက်လက်ကြည့်ရှုရအောင်ပါဟုတ်ကဲ့ဟုတ်ကဲ့ အပါတီမှာပေါ့လေပြီးခဲ့တဲ့ရွေးကောက်ပွဲတော့ဒီလိုပုံကိုယ်တွေကိုဒါရွေးခဲ့တယ်ပေါ့နော်အခုတော့နောက်ဆက်တွဲဒီလိုပြဿနာတွေဖြစ်လာတယ်အဲ့တော့အဲ့ဒီ2015တုန်းကဆိုရင်ဒီ88အင်အားစုတွေပေါ့နော်ဒီ NLD ဒီ TA အောက်ကနေပြီးတော့ရွေးကောက်ပွဲဝင်ပြိုင်မယ်နိုင်ငံရေးလက်တွဲလုတ်ကင်မယ်ဆိုပြီးတော့လုတ်ခဲ့တာရှိတယ်ဒါပေမဲ့သူတို့ကိုမရွေးချယ်ခဲ့ဘူးပေါ့နော်အဲ့လိုမရွေးချယ်တဲ့အထက်မှာလည်းအင်ကေကအဓိကတောင်းဝန်ရှိသူလို့ပြောကြတယ်ရှင်အဲ့တော့သူတို့နဲ့ကိုကိုကြီးကပြောတာဟုတ်ကဲ့ရှင်အဲ့တော့သူတို့ကိုမရွေးချယ်တဲ့ပြဿနာဟုတ် ခုနပြောသလိုပေါ့ဒေါ်စုကဒီမျိုးသားညီညာစီကိုမူတည်တယ်ကြမလို့ကိုကြီးတို့မင်းကိုနိုင်တို့ရဲ့အင်အားကိုလည်းသိတယ်ပြည်သူလူထုကသူ့သဘောကျတယ်သူတို့သဘောကျတယ်သိဒါမှမဟုတ်သူတို့ကိုကျွန်တော်အနေနဲ့ရေကောက်ပေးမှာကိုယ်စေ၄၅ရောက်တော့လက်ခံမယ်ဆိုတဲ့အခါမှာသူတို့က20လောက်ဝင်လာကြတယ်ရန်ကုန်မြို့မြို့နယ်အသီးသီးမှာရောရုပ်ဆက်လို့ AR တွေမှာဆိုအဲ့အဲ့လောက်ကြီးတော့မဖြစ်ဘူးဘာလို့ဆိုတော့ အသက်ဆိုင်အမျိုးနယ်ဒီမှာကျွန်တော်ရွေးထားတဲ့လူတွေရှိတယ်အဲ့ဒီရွေးထားတဲ့လူတွေကဒီ88ကလေးထောင်ကျခံចောင်းသားကောင်းဆောင်တွေလို့ចောင်းသားတွေလည်းသူကောင်းဆောင်တာမဟုတ်တာနိုင်ငံရဲ့ဒူဘေတာပဲခံတဲ့ပုံကိုယ်တွေနဲ့နာပါမှာဆိုလို့ခင်ဗျားတို့ဒီလောက်ပဲလက်ခံမယ်ဆိုတော့၃ရက်ပဲလက်ခံမယ်၄ရက်ပဲလက်ခံမယ်အဲ့လိုဆိုတဲ့ခါမှာကိုကိုကြီးကကျွန်တော်လုပ်ပါတယ်ဆိုပြီးတော့လူသိခင်ညာဆွဆွဲဘူးတယ်ပြန်မဖြေပါဘူးဒါကိစ္စပြန်မဖြေပါဘူး သို့တော့ NLD ရဲ့ရေးကြီးတဲ့လုပ်ငန်းမှန်များဆိုတာဒေါန်စန်းစီရဲ့မူဝါဒအတိုင်းပဲဆိုတာသူတို့ကောင်းလို့ဘောင်းပေါ့အဲ့တော့ဒီအဲ့ထက်တယောက်ကြံတာကိုပြုံးချိုးကိုပြုံးချိုးပဲကိုပြုံးချိုးကတော့ပြောတာဆိုတာနေတာခဏတော့ဘယ်သူမှမပုတ်ခတ်တော့သူကြံနေခဲ့တယ်ကြံတဲ့ဟိုမိမိဆိုတည်သွားပြီဟုတ်ကဲ့ကိုကိုကြီးဆိုပေါ်လာတော့အဲ့လိုပေါ့အဲ့တော့ဒါနဲ့ပတ်သက်လို့သူများကကျွန်တော်ပြောလဲကိစ္စမျိုးခဏရင်ရှိတယ် ဟုတ်တယ်မဟုတ်တယ်ညင်းစရာမလိုဘူးပြီးသွားပြီဒါတမန်ကြောင့်ဖြစ်သွားပြီလေ